ဒီနေ့ကတော့မီးပို့ပေါ်မှာရင်ပွပွဆူနေပြီးပူပူလောလောရှူးရှူးရှဲရှဲစားရမယ်မာလာအရတာပင်လေစာခဲဘက်လေးကိုပဲကြစင်အတီရွက်အစုံရယ်နဲ့အိမ်မှာအလွယ်တကူလိုက်လို့စားလို့ရအောင်လုံနီးလေးကိုလည်းပြန်လဲဝင်းမြပြေးသွားမှာပဲဖြစ်ပါတယ် ပင်လယ်စာခဲပဲလေးလို့ဖို့အတွက်မိမိစားကျင်တဲ့ပင်လယ်စာလေးတွေကိုပြင်ဆင်ထားလို့ရပါတယ်။ကျွန်တော်ကတော့ရေပွဲ၊ဗစုံပြည်ချင်းကကင်းမွန်လေးတွေကိုထည့်သုံးမှာပဲဖြစ်ပါတယ်။မာလာဟင်းရဲ့အတွက်ကတော့မာလာအနှစ်နဲ့မာလာအခဲတုံးအပြင်အခြားပအဝင်ပစ္စည်းတွေပါပြင်ဆင်ထားပါတယ်။ပဲကြဆန်အတွက်ကိုတော့အေးသွေးရှယ်ထူပဲကြဆန်ဆိုဘန်ဘူးဆိုတော့ဘန်ဘူးပဲကြဆန်လေးကိုပဲအသုံးပြုမှာပေါ့နော်။မာလာဟင်းရဲ့အတွက်ကိုတော့အိုရက်စီထည့်ပြီးဂျင်းပြားနဲ့ကြက်သွန့်ဖြူဓာပြရိုက်ထားတာတို့ကိုစီတက်ပါမယ်။ပြီးရင်တော့တကြဘိုးကကာရဝေးရက်လေးတွေပါထည့်ပါမယ်။အနံလေးမွှေးလောက်အောင်ခဏလောက်စီတက်ပြီးရင်တော့နနက်ပွင့်စမုံစပါးလ ေးညင်စလေးတွေပါထည့်ပါမယ်နော်အနယ်လေးမွှေးလောက်အောင်တခြားလေးစစ်တပ်ပြီးရင်တော့ငရုတ်သီးကြောက်လေးတွေပါထည့်ပါမယ်ခဏလောက်မှွေပြီးရင်တော့မာလာအနှစ်လေးပါထည့်ပြီးမှွေပေးပါမယ်နော်အခုလိုမှွေနေရင်လည်းမာလာခဲလေးပါထည့်ပါမယ်ပြီးရင်တော့ငရုတ်ကောင်းစာအရာတာမုံငပြားလေးပါထည့်ပြီးတော့မာလာခဲလုံးလေးပျော်သွားအောင်တခြားလေးခြေပြီးမှွေနေပေးရပါမယ်အနှစ်တိုက်နေသားလေးရလာပြီဆိုရင်တော့ဘုံစုတို့မဟုတ် ready made collagen အရေထုတ်တထုတ်လောက်ကိုထည့်လို့ရပါရဲ့နော်ဟင်းရဲ့အတွက်ကိုတော့မိမိလိုချင်တဲ့ရေပမာဏထည့်ထည့်ပြီးတော့ပပွက်စုအောင်တည်ထားပေးလိုက်ပါမယ်နော်ပပွက်စုလာပြီဆိုရင်အရာတာ လိုတလိုမြည်ပြီးတော့ဟင်းရည်ကိုအဖက်တွင်မပအောင်လို့စကားနဲ့ဆစ်ချထားလိုက်ပါမယ်။ ဒါဆိုရင်တော့ပင်လယ်စာလေးပြုတ်ဖို့အတွက်ရေပွက်ပွက်ဆူလာပြီဆိုရင်ဂျင်းရှန်နန်နံမင်းအမြင့်ဇဘလင်းရှောက်ရွက်တို့ထည့်ပြီးတော့ပြုတ်ပါမယ်အခုလိုလေးပြုတ်လိုက်ရင်တော့ပင်လယ်စာလေးရာညှိနှက်မရတော့ပါဘူးအကြာကြီးမပြုတ်ဖဲနဲ့3မိနစ်ကနေ5မိနစ်ကြာလောက်ပဲပြုတ်ပြီးတော့ပြန်ဆယ်ထားပြီးရင်ရေခဲရည်နဲ့ပြန်ဆိုင်ထားပေးပါမယ်နော်ပြီးရင်တော့စားချင်းတလို့ပြန်လှည့်ထားပေးလို့ရပါတယ်ဘန်မူပဲကြဆန်လေးတွေကိုရေဆိုင်ထားလိုက်ပါမယ်ဘန်မူပဲကြဆန်ကပဲတိစိမ့်နဲ့အဓိကထုတ်လုပ်ထားသည့်အတွက်အဟာအတမုံမြင်မားစွာပါဝင်ပြီးအရေးသွေးကောင်းမွန်တဲ့ပုံမှန်က9မိနစ်လောက်ရေဆိုင်ရပေမဲ့ကျွန်တော်ကတော့အပူနဲ့ပြန်တယ်မှာ ို့လို့၅မိနစ်လောက်ပဲရေစိမ်ပြီးတော့ရေပြန်စစ်ထားလိုက်ပါရနော်ပြီးရင်တော့ခက်ဘက်ခွက်လေးတဲ့အောက်ခြေကိုဗန်မူပဲကြဆန်လေးတွေခံပြီးထည့်ပါမယ်အပေါ်ကနေအမှုမုံညင်းစိမ်ပဲပင်ပေါက်ငရုပ်ပွားသည်နုံနုံစင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်မိတ်ပင်လယ်စာလေးတင်ပြီးထည့်ထားပါမယ်နော်ရေပွဲပဇွန်ကင်းမွန်ပြည်ကြီးကတစ်ခွက်စီလှုပ်ထားလိုက်ပါတယ် ခုလိုအားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ခုနကမာလာဟင်းရီကိုအပူပေးပြီးအပေါ်ကနေလောင်းချပေးပါမယ်။ခွက်မပြည့်တဲ့ပြည့်လေးလောင်းထည့်ပြီးရင်တော့မီးဘောပေါ်ပြန်တင်ထားပြီးခဲဘက်ကိုအပူပေးထားလိုက်ပါမယ်။၅မိနစ်လောက်အပူပေးထားလိုက်ရင်တော့အရေပွပွက်ဆူလာပြီးတော့ပူဆက်အရသာထိမိတဲ့ပင်လယ်ဆာမာလာခဲဘက်လေးလည်းရပါပြီ။အဲ့တော့ဆွဲပါတော့မယ်နော်။ အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ပင်လယ်စာပဲကြဆန်ခက်ပဲလို့အိမ်မှာလုံစားပြစ်ပါတယ်အဲ့တော့လိုအပ်တဲ့ပဲကြဆန်တက်ကိုဘန်မူပဲကြဆန်လို့ကျွန်တော်တုံထားရပါတော့ဒီဘန်မူပဲကြဆန်လေးကကြတော့ quality ကောင်းတယ်ပြီးတော့စားရလည်းကောင်းတယ်ပေါ့နော်အဲ့ကျွန်တော်တို့စပြီးစားကြအောင်နော်ပင်လယ်စာတွက်ဆိုတော့ကျွန်တော်ဒါဘဇွန်ရဲ့ဒီဘက်ကပြည်ချင်းကကင်းမွန်ရဲ့ပြရေပွဲကျွန်တော်တုံထားပါရဲ့ပူလောလောလေးငွေထောင်းထောင်းနဲ့စားတာပေါ့နော်โอ้ရှယ်ပဲတောင်းထောင်းကြပါဦး ောင်းကြောင်းဒီဗံမှုပဲကြဆန်ကပဲတိစိ50ရာခိုင်နှုန်းပါဝင်လို့ပဲကြဆန်သားကအရသာချိုပြီးတုံတုံအီအီလေးနဲ့တလုံးစုတလုံးစားရတာလေးလေးနက်နက်ဖြစ်တယ်ပေါ့နော် အာပစုံကြီးဘက်ကတော့ပြည်ချင်းကားလေးပေါ့နော်ဗံမှုပဲကြဆန်ကကြာတော့ပဲတိစိကိုအကြီးကပါဝင်ထုတ်လုပ်ထားတဲ့အတွက်ကြောင့်အဟာအတန်မှုမြင်မာပြီးတော့ကျမ်းမာရတော့လည်းကောင်းတယ်ပေါ့နော် မာလာရေးတဲ့လုံးဝထုံဆက်ဆက်လေးနဲ့ share ပဲဗမှုပဲကြနေရကြတော့အရေးသေးကောင်းတဲ့အတွက်ကြောင့်ပျော့ပြဲတာမျိုးစစ်တွတ်တွတ်ဖြစ်တာမျိုးမဖြစ်ဖ ೇನೆ ဝါတုံတုံအီလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်ဗမှုပဲကြနေရကြတော့အထုပ်သေးအထုပ်လက်အထုပ်ကြီးစသဖြင့်ရှိရဖြစ်တဲ့ကြောင့်ကိုကအိမ်မှာပဲစားစားစိုင်သုံးနေတယ်ပဲတုံတုံအဆင်ပြားပါတော့နော် ပစုံလေးဆွဲပါမယ်ဟာမလာရေလေးနှင်လာအောင်ပဲကြတဲ့တားလေးကနူးညံ့နေတာပဲ မ်မူးပဲကြတဲ့ဖန်တီးထားတဲ့ဟီလီယာလိုင်းကစားရတာနူးညံ့ပြီးတော့အဟားလည်းဖြစ်စီရပါတော့အဲ့တော့အိမ်မှာလည်းကိုယ်ရံလက်လွတ်စားကြည့်ကြပါဗမ်မူးပဲကြတဲ့ဝဲယူခြင်းနဲ့ဆိုတော့ကျွန်တော်ပေ့ရှိလို့လည်း machine လို့ဝေးထားပါမယ်ကျွန်တော်ဗီလိုကျွန်တော်ဒါပဲဆုံးသက်လိုက်ပါမယ်နောက်လည်းကျွန်တော်ဘလူးပုံစံလေးချက်ပြစားပြအောင်လဲဆိုတော့သွားလမ်းကြည့်ပါဦးတဒါ